ီနေ့မှာပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့နေ့တတူကစားသုံးတဲ့အစားအစာတွေထဲမှာပါဝင်နေတဲ့ရှောက်တီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေပဲဖြစ်ပါတယ်။ရှောက်တီးကိုတုတ်ပြီးတော့စားတတ်ကြသလိုမိုဟင်ကအုံနုခောက်ဆွဲစားတဲ့အစားအစာတွေထဲမှာလည်းထည့်စားကြပါတယ်။ရှောက်တီးကိုငါပိချက်ချက်စားလို့လည်းရပါတယ်။ဒီလိုစားလို့ကောင်းတဲ့ရှောက်တီးလေးကကျမကြီးကိုဘလို့အထောက်အပံ့ပြုစီလဲဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့တစ်ဆင့်ပြောပြပေးမှာပဲဖြစ်ပါတယ်။ ြည့်တော့ရှောက်သီးကပေးတဲ့အာဟာရဓာတ်တွေကဘာတွေဖြစ်မလဲဆိုတော့အချင်ရတာရှိတဲ့ရှောက်သီးမှာကယ်လိုရီကာဘိုဟိုက်ဒရိတ်ပရိုတိန်းအဆီအမြင့်ဓာတ်ဗီတာမင်စီသံဓာတ်ကယ်စီယမ်ဗီတာမင်ဘီစ်ပိုတက်ဆီယမ်ဖော့စဖရက်မဂနီဆီယမ်စတဲ့အာဟာရဓာတ်တွေပါဝင်နေပါတယ် စားလိုက်ရင်ရတာရှိသလိုရနံလေးကလည်းစိတ်ကြည်လင်စေတဲ့လျှောက်တီကအခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။တတိုးဆက်ကျင်အာနိသင်ကျွဲဝါတယ်။ Sales တွေကိုတတိုးပစ္စည်းတွေကြောင့်ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်အထောက်အဆုံကာဝယ်ပေးနိုင်ပါတယ်။တတိုးဆက်ကျင်ပစ္စည်းတွေမြပြတာက Sales တွေကိုပျက်စီးစေနိုင်သလိုနှလုံးရောဂါ၊စီးကျိုနဲ့ကန်ဆာလိုမျိုးနာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ရှောက်တီးမှာတော့ဓာတ်တူးစက်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေရကြောင်းခနာကူက sales တွေကိုတင်ကောင်းဝယ်ပေးတာမဟုတ်ပဲနဲ့နာတာရှိယောဂါတွေမဖြစ်အောင်ပါကောင်းဝယ်ပေးမှာပါပြီးတော့ကုခန်အားကောင်းစေနိုင်ပါတယ်။ရှောက်တီးမှာ vitamin C ကြွယ်ဝတာကြောင့်ကုခန်အားကိုအကောင်းဆုံးအားဖြစ်ပေးနိုင်ပါတယ်။ vitamin C ကသွေးဖြူဦးဆက်ထွက်ရှိမှုကိုတိုးစေဖို့ကူညီပေးပြီးခနာကူကိုယောဂါပိုးတွေဝင်ရောက်ကူးစက်တာမျိုးမဖြစ်အောင်အထိကောင်းဝယ်ပေးနိုင်ပါတယ်။ ပြီးတော့အရှိပြားကျန်းမာစေနိုင်တယ်။ရှောက်သီးကအသားရည်ကိုကျန်းမာလှပစေဖို့အကောင်းဆုံးအဖြစ်ပေးပါတယ်။ဗီတာမင်စီပါဝင်သလိုကိုလာဂျင်ထွက်ရှိမှုကိုလှုံ့ဆော်ပေးပါတယ်။အရေးကြောင့်ဖြစ်တာကိုရောပါစေပြီးတော့အသားရည်ခြောက်သွေ့မှုကင်းပြီးအရှိပြားပြဿနာကင်းစေပါတယ်။အသက်အရွယ်ကြောင့်ဖြစ်တဲ့အရှိပြားပြဿနာတွေကိုအထူးအောင်ဆုံးကာကွယ်ပေးပါတယ်။ပြီးတော့နှလုံးယောဂါကာကွယ်ပေးတယ်။နှလုံးယောဂါကကမ္ဘာပေါ်မှာသိပ်ဆုံးမှုအမြင့်မားဆုံးယောဂါတစ်ခုပါ။ဒီပြဿနာကနေကိုယ့်ကိုယ်ကိုကာကွယ်ဖို့ဆိုရင်တော့ဗီတာမင်စီကျွမ်းဝရင်လျှောက်တီကိုစားပေးလို့ရပါတယ်။ ဗီတာမင်စီကျွယ်ဝတဲ့ရှောက်တီကအသွေးပေါင်ချိန်ကိုထိညိပေးပြီးနှလုံးရောဂါမဖြစ်အောင်လို့ကာကွယ်ပေးပါတယ်။ပြီးတော့ကြောက်ကက်ကြောက်မတဲအောင်ကာကွယ်ပေးတယ်။ရှောက်တီကကြောက်ကက်ကြောက်မတဲအောင်ကာကွယ်ပေးပါတယ်။ပြီးတော့တန်တက်ဆုပ်ယူမှုကိုညှင့်တင်ပေးတယ်။တန်တက်ကသွေးနီဦးဆဲလ်တွေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုထောက်ပံ့ပေးသလိုခန္ဓာကိုယ်ကိုအောက်ဆီဂျင်ထောက်ပံ့တာကိုအပြည့်ပေးပါတယ်။ကိုရင်းမှာတန်တက်နေမယ်ဆိုရင်တော့အခြေကိုလက်ပန်းကြတာအသက်ရှူရခက်တာမျိုးတွေခံစားရနိုင်သလိုစံသားနဲ့အသားရည်တွေ၆သိစီပါတယ်။ ဗီတာမင်စီကတော့ခန္ဓာကိုယ်ကိုတန်တက်ဆုပ်ယူမှုကောင်းစေပြီးသွေးအားနဲ့ရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ပြီးတော့ကန်ဆာတချို့ဖြစ်နိုင်ခြေပိုလျှော့ချပေးတယ်။ကန်ဆာရောဂါကိုကာကွယ်ခြင်းနဲ့ဆိုရင်ရှောက်သီးလိုမျိုးဓာတ်တိုးဆန့်ကျင်အာနိသင်ကျွဲဝါးတဲ့အသီးနှံတွေကိုစားပေးသင့်ပါတယ်။လေးလာမှုတွေအရရှောက်သီးကကန်ဆာမဖြစ်အောင်ကာကွယ်ပေးသလိုကန်ဆာဆဲစ်တွေကြီးထွားမလာအောင်ဟန်တာပေးနိုင်ပါတယ်။ဒီတော့ရှောက်သီးကိုဘလို့လူတွေမစားသင့်ဘူးလဲ။ရှောက်သီးကစမ်းမရေးအတွက်အကျိုးကျေးဇူးများရမှန်ပေမဲ့ကိုဝင်ဆောင်노တိုင်မီခင်အပြားရှိနေသူတွေယောဂအခန့်ရှိသူတွေ သွေးပောင်ကြတဲ့သူတွေကဆရာဝန်နဲ့တိုင်ပင်ပြီးမှစာသုံးပေးသင့်ပါတယ်။ဒါကတော့ရှောက်သီးရဲ့ကျမ်းမာရေးအကျိုးကျေးဇူးလေးတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။